မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုဖို့နိုင်ငံတကာတိုက်ဝန်းကို NUG တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာဒီမိုကရေစီအင်အားစုတွေကိုခြံလှမ်းခဲ့တာကြောင့်မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကနိုင်ငံတကာအတိုင်းပိုင်းကိုတောင်းဆိုလိုက်ပါတယ် ဒီဇင်ဘာလ28ရက်နေ့မှာစတင်မဲ့ရွေးကောက်ပွဲဟာအရက်ဖက်အုပ်ချုပ်ရေးကိုအသွင်ကူးပြောင်းဖို့လမ်းကြောင်းဖွင့်ပေးမယ်လို့စေကောင်းဆောင်တွေကပြောဆိုပေမဲ့အတူရောင်ရွေးကောက်ပွဲလို့၎င်းကပြောပါတယ်။ရွေးကောက်ခန့်အရက်သားအစိုးရတပ်ဖွဲ့လုံးဒီပါ ဖမ်းဆီးခံရလို့စေအုပ်စုရဲ့ရွေးကောက်ပွဲဟာအထူးရောက်တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ဒီမိုကရေစီအင်အားစုတွေဟာစစ်တပ်အုပ်ချုပ်မှုကိုဆက်လက်ပြီးတွန်းလှန်မှာဖြစ်ခါဆွေးနွေးစရာအကြောင်းမရှိဘူးလို့ဒေါ်စင်မအောင်ကပြောပါတယ်။မြန်မာနိုင်ငံသားတွေရဲ့အတွက်ယာယီနေထိုင်ခွင့် TPS ကိုရုပ်သိမ်းမဲ့အမေရိကန်အစိုးရရဲ့ပြီးခဲ့တဲ့အပတ်ကြေညာချက်အပေါ်စိုးရိမ်ကြောင်း၎င်းကထုတ်ဖော်ပြောပြီးလူဝင်မှုကြီးကြပ်ရေးနဲ့နိုင်ငံသားရေးမူဝါဒကိုလိုက်နာဖို့အမေရိကန်အစိုးရကိုတောင်းဆိုလိုက်ပါတယ်။ဒေါ်နယ်ထရန့်အစိုးရရဲ့မူဝါဒဟာအမေရိကန်ပြည်သူတွေကိုသာမက စစ်အုပ်ချုပ်ရေးကြောင်းထွက်ပြေးလာသူတွေကိုပါအကျိုးဖြစ်စေရမယ်လို့သူကဆိုပါတယ်။ NLD ပါတီကတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့2020ပြည်နှစ်ရွေးကောက်ပွဲမှာမဲလိမ်လည်မှုရှိတယ်လို့ဆိုကမြန်မာစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလမှာအာဏာသိမ်းခဲ့ပါတယ်။စစ်အုပ်စုဟာဇူလိုင်လအတွင်းအတည်ပြုခဲ့တဲ့ဥပဒေသေးအရာရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုဝေဖန်တဲ့ပြောဆိုချက်တွေလောက်ရက်တွေကိုတင်းကျပ်စွာထိန်းချုပ်ထားပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာမှပူးပေါင်းဆောင်ရွက်မှုမပြုပါကကြားဖြတ်တရက်ခန့်များကိုတရားခွင်သို့ခေါ်ဆောင်နိုင်ပြီးအခွင့်အရေးဆုံးရှုံးမည်ဟု KNU သတိပေးတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တက်ဆိုင်ရာနိုင်ငံတကာအစိုးရအာဏာပိုင်များအနေဖြင့်အချိန်မီပူးပေါင်းဆောင်ရွက်မှုများမပြုလုပ်ပါကထိုင်းမြန်မာနယ်စပ်မင်းလက်ပန်ဒေသရှိကြားဖြတ်ချက်ဝဲအတွင်းမှာကြားဖြတ်တရက်ခန့်များကိုတရက်ခွင်သို့ခေါ်ဆောင်လာနိုင်ပြီးအခွင့်အရေးဆုံးရှုံးမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကသတိပေးထုတ်ပြန်ပါတယ်။ယနေ့ဒီဇင်ဘာလ6ရက်ထုတ်ပြန်သည့် ရှန်နာဘတ်ချန်ဝွန်ကြားဖြတ်လုံခြုံရေးအခြေအနေပုံပုံဆွေးရလာနေကြောင်းအရေးပေါ်ထုတ်ပြန်ချက်တွင်ကယန်ယူကထည့်သွင်းအသိပေးထားခြင်းဖြစ်ပါသည် အဆိုပါကြားဖြန့်ခြံဝန်အတွင်းတရုတ်နိုင်ငံသားအများစုအပါအဝင်ကြားဖြန့်လုပ်သား900ကျော်ကျန်ရှိနေပြီး၎င်းတို့သည်ထိုးခြံဝန်အတွင်းမှထွက်ခွာရန်နေရက်ပြန်ရန်ညှင်းဆန်ထားသူများဖြစ်ပါတယ်။လက်ရှိတွင်ရှာနာပတ်ကြားဖြန့်လုပ်ငန်းခြံဝန်အနီးတဝိုက်၌စည်ရေးခြေနေရသော၎င်းကြားဖြန့်လုပ်သားများ၏မငြိမ်မသက်ဖြစ်စေရန်နှုတ်ဆော်မှုများကြောင့်လုံခြုံရေးအခြေအနေမှာအလွန်အမင်းဆိုးရွားလာသည်ဟု KNU ကဆိုပါတယ်။ KNU အနေဖြင့်ကြားဖြန့်တရက်ခန့်များအားအရေးယူနိုင်ရေးအတွက်သက်ဆိုင်ရာနိုင်ငံတကာအစိုးရအာဏာပိုင်များထံဒီတန်းဆက်သွယ်ခဲ့ပြီးအခုညှိတောင်းခံခဲ့ကြောင်း လက်ရှိအခြေအနေမှာ KNU စွမ်းဆောင်ရည်ထက်ကျော်လွန်နေပြီဖြစ်ကြောင်းအတည်ပြုထားပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။ယခုကဲ့သို့သော လုံခြုံရေးအခြေအနေပုံမဆိုးရွားလာခြင်းတွင် အချိန်မီပူပေါင်းဆောင်ရွက်ခြင်းမရှိပါကရာဇဝတ်သားဟုတန်တရားရှိသူများအားတရားခွင်သို့ခေါ်ဆောင်နိုင်ပြီးအခွင့်အရေးဆုံးရှုံးပြီးထပ်ရရန်မလွယ်တော့ကြောင်းလည်းသတိပေးခဲ့ပြီးဖြစ်တယ်ဟုဆိုပါတယ်။စစ်ရေးအခြေအနေအရ KNU ကဝန်ရောက်စီးနင်းထိန်းထုတ်ထားတဲ့ရန်နာဘတ်ကြားဖြတ်လုပ်ငန်းခြံဝင်းတွင်သို့ ဦးတီစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဤထိုးစစ်လက်နက်ကြီးပြစ်ခတ်မှုဒီကြောင်းတိုက်ခိုက်မှုများကြောင်းရှန်နာဘတ်ကြားဖြတ်ဝင်းအတွင်ကြန့်ရှိနေသူများအတွက်သာမကမြန်မာနှင့်ထိုင်းနိုင်ငံနှစ်ဖက်လုံးတွင်နေထိုင်သည့်ပြည်သူများအတွက်ပါလုံခြုံရေးစိုးရိမ်နေရကြောင်းဆိုထားပါတယ်ရှနိနနက်9နာရီကျော်ကစစ်ကော်မရှင်တပ်ကဖိကတ်တဲ့60မမလက်နက်ကြီးကြီးနှလုံးရှနာပတ်တက်တဲ့သို့ကြားရောက်ပောက်ကွဲရာမှာ KNU မြေပြင်အရက်သားအခဲဖြတ်အဖွဲ့ဝင်များအပါအဝင်ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့တယ်ဟု KNU ကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ရက်များတွင်လည်း စစ်ကော်မရှင်တပ်ကရှန်နာဘတ်ကြားဖြန့်ချန်ဝန်ဘတ်တို့ဥတီပစ်ခတ်သည့်လက်နက်ကြီးကြီးများနှင့်လွင်စင်သောဘုံများကြီးစံများကြောင့်ထိုင်းနိုင်ငံဘတ်ကျန်းတွင်လူထိခိုက်မှုများလူနေအိမ်ပျက်စီးမှုများမကြာခဏဖြစ်ပေါ်နေပါသည်။မင်းလက်ပံဒေသရှိပြည်သူများမှလည်းထိုကဲ့သို့သောစစ်ရေးအခြေအနေပြင်းထန်မှုများကြောင့်စစ်ပီးတိမ်းရှောင်နေကြရပါသည်။တဖက်တွင်လည်းထိုရှနာဘတ်ချံဝင်းအတွင်ကြံနေသည့်ကြားဖြတ်လုပ်သားများက၎င်းတို့အား ကိုနီကိုဟန်ဖြင့်ထွက်ခွာခွင့်ပြုရန်သို့မဟုတ်၎င်းတို့၏ကိုပိုင်အစီအစဉ်များဖြင့်အခြားသောငွေလိမ်ချမ်းဝန်းများသို့သွားခွင့်ပေးရန်နှီးမျိုးစုံဖြင့်ဖိအားပေးနေကြောင်း KNU ကဖော်ပြထားပါသည်။ထိုကြားဖြန့်လုပ်သားများသည့်တနေ့လုံးဒီပါမီးရှို့ကျဲဖြင့် ခြံဝင်းအတွင်မငြိမသက်မှုဖြစ်စေရန်လှုံ့ဆော်ခြင်းညချိန်နိုင်ရန်ပေါ်ခုံကျော်ထွက်ပြေးခြင်းတို့ကိုလည်းလှုံ့ဆော်နေကြောင်းထို့သောပြုလုပ်နေခြင်းသည်ဆိုးရွားလာသောလုံခြုံရေးအခြေအနေများကြောင့်နှင့်တရားဥပဒေနှင့်ရင်ဆိုင်ရမည်ကိုကြောက်ရွံ့ခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု KNU ကဆိုပါတယ်ထို့သောအခြေအနေများဖြစ်ပေါ်နေရာကြားဖြတ်ခြံဝင်းအတွင်ခြံရစ်နေသည့်ကြားဖြတ်လုပ်သားများနှင့်မလိုလားအပ်သောထိတိုက်ရင်ဆိုင်မှုများမဖြစ်စေရန်ပုံမှုပြင်းထန်လာသောစီးရေးအခြေအနေအားခန်းစားနေရသည့်ထိုင်းမြန်မာနယ်စပ်မှပြည်သူများ ရှမ်းနာဖက်ခြံဝင်းအတွင်ရှိနေသူများ၏ဘေးကင်းလုံခြုံရေးကိုအဓိကထားကာကွယ်စောင့်ရှောက်ရန်အတွက်လုံတင်လုံထိုက်သူများကိုဆက်လက်ဆောင်ရွက်သွားရန်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အာနာအန်နင်းကြောင့် KNU ကအတည်ပြုပါတယ် အဆိုပါရှန်နာပတ်စကန်ချက်ဝန်းအားကရင်မျိုးသားအစည်းအရုံး KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များကနိုဝင်ဘာလ23ရက်နေ့တွင်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပါတယ်။ရင်းနေရသည့်စစ်ကော်မရှင်တပ်လက်အောက်ခံဒီမိုကရေစီအကြိုပြုကရင်တပ်မတော် DKPA တပ်ဖွဲ့အကောက်ွယ်ပေးထားရာအွန်လိုင်းဝင်လေလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ KNU မှကောက်ယူထားသည့်အချက်အလက်များအရအဆိုပါကြားဖြတ်ခြံဝန်အတွင်မှကြားဖြတ်လုပ်သား3582ဦးရှိသည့်အနက်သက်ဆိုင်ရာနိုင်ငံတကာအာဏာပိုင်များ၏ပူးပေါင်းပါဝင်မှုဖြင့်2460ဦးကို ထိုင်းနိုင်ငံဘက်သို့ဘေးကင်းစွာပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၂ရက်နှစ်ဦးမှလက်ရှိတောင်ရင်မြေကမ်းဘေးတွင်သက်ဆိုင်ရာနိုင်ငံတကာအာဏာပိုင်များကခေါ်ယူမိကိုစောင့်ဆိုင်းနေကြကြောင်းဖော်ပြချပါသည် ဆက်လက်ပြီးအကြံဖတ်စေုပ်စု၏ရွေးကောက်ပွဲကောက်ွယ်ပေးရေးဥပဒေကိုတုံ့ပြန်သည့်ဒီမိုကရေစီကောက်ွယ်ရေးဥပဒေ CRPH ပြဌာန်းနေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် အကြံဖတ်စေအုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုတုံ့ပြန်တဲ့အနေနဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်ဆောင်ရှောက်ရေးဥပဒေကိုပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်ပါတယ်။အကြံဖတ်အာဏာသိမ်းစစ်အုပ်စုပြုလုပ်မယ်ဘလို့အတူရောက်ရွေးကောက်ပွဲကိုမစိုးလက်ခံမှာမဟုတ်ဘဲစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေးအတွက်ရည်ရွယ်ပြဋ္ဌာန်းတယ်လို့ CRPH ကမနစ်ဒီဇင်ဘာ9ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ ဲ့ဒီဥပဒေအောက်ကနေဒီမိုကရေစီကာကွယ်စောင့်ရှောက်ရေးကော်မရှင်ဖွဲ့စည်းပြီးတော့ဥက္ကဋ္ဌအနေနဲ့ပြည်တော်စုဝင်ကြီးတအူးတာဝန်ယူကအဖွဲ့ဝင်တွေထဲမှာတော့ CRPH ကိုယ်စားလှယ်ဥပဒေပညာရှင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အရက်ဖတ်တော်လှန်ရေးအင်အားစုကိုယ်စားလှယ်တွေပါဝင်မယ်လို့သိရပါတယ်။အဆိုပါကော်မရှင်အနေနဲ့အများပြည်သူတွေစစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာပူးပေါင်းတာမလုပ်ဖို့တင်တော်တဲ့နီလာနဲ့အတိပေးတာတွေပြုလုပ်ဖို့တာဝန်ရှိပြီးတော့လုံခြုံတဲ့နေရာမှာရုံးကန်ဖွင့်လှစ်ထားမယ်လို့ထုတ်ပြန်ပါတယ်။ အဲ့ဒီဥပဒေမှာအထူးရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်သူတွေဖြစ်တဲ့ရွေးကောက်ပွဲအမည်စရင်တင်သွင်းသူရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းအစဉ်အဆက်မှာပါဝင်သူတွေရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီသူတွေငွေကြေးထောက်ပံ့သူတွေကိုဥပဒေအရအပြစ်ပေးနိုင်ဖို့ပြဋ္ဌာန်းချက်တွေပါဝင်ပါတယ်ပြည်သူ့ဆန္ဒကိုစန့်ကျင်ပြီးအတုရောက်ရွေးကောက်ပွဲဖြစ်မြောက်စေဖို့ပါဝင်ကူညီတာကိုအထောက်အထားသက်တည်နဲ့ဆက်သွယ်လာရင်ဒေါ်လာရေးလက်နက်ကိုင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဖန်ဆင်းနိုင်တယ်လို့ဖော်ပြထားပါတယ် အထုရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်မှုကျွလွန်သူအလိုက်ထောင်နဲ့6လမှ10နှစ်အထိထားမှတ်နိုင်တဲ့ဥပဒေပုံမှားတွေ7350မှ3500အောင်မရောတဲ့ဒဏ်ငွေချမှတ်နိုင်တဲ့ဥပဒေပုံမှားတွေလည်းပါဝင်ပါတယ်။ဒါပြင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထိတွေ့ဆက်ဆက်သူတွေနဲ့အရက်ဘတ်ဆိုင်ရာကဲဆဲရေးဆောင်ရွက်သူတွေဟာဒီဥပဒေပါပြည်မှုပြစ်ဒဏ်တွေနဲ့သက်ဆိုင်မှုမရှိစေရလို့ထည့်သွင်းရေးဆွဲထားပါတယ်။အဆိုပါဥပဒေဟာမြန်မာနိုင်ငံပြည်တွင်းပြည်ပရှိနေထိုင်တဲ့မြန်မာနိုင်ငံသားအလုံးအပေါ်အကျိုးသက်ရောက်မှုရှိစေရမယ်လို့ကြေညာထားပါတယ်။ အတန်းဖက်စစ်အုပ်စုဟာပြီးခဲ့တဲ့ဇူလိုင်လမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးနမည်ကျော်ရုပ်ရှင်ဒါရိုက်တာသရုပ်ဆောင်တွေအပါအဝင်ပြည်သူတရားကြော်ကိုဖန်ဆီးခဲ့ပြီးအမြင့်ဆုံးထောင်ဒဏ်တွေချမှတ်နေတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးမိုးမိတ်ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲလို့စစ်ဆောင်တွေအပါအဝင်စစ်တပ်ဦးသေဆုံးနေဆွဲတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိုးမိတ်မျိုးနဲ့မြေဆုံရွာကုန်းစစ်ကောင်စီကလေကြောင်းကနေပုံကျဲလို့ မိုးကုတ်မြို့ကနေစစ်ရှောင်လာသူတွေအပါအဝင်စစ်တပ်ဦးသေးဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မိုးမိတ်မြို့မြစ်ဆောင်ရွာစီဆိုင်အနီးကိုဒီနေ့မနက်9:00နာရီခန့်မှာစစ်ကောင်စီကပုံကျဲတာပါ။တချို့ဆိုညနေမှာအလောင်းထွေတာ၊လေရင်ကနှစ်ခေါက်လာတာ၊ပထမတစ်ခေါက်မှာထိတဲ့လူတွေကို ခုနေတုံးလာပြစ်တော့ထတ်တိကုံလာလို့ဒေသခံတအူးကပြောပါရယ်ဒေသုံးတဲ့ထဲမှာကိုဝင်းဆောင်အမျိုးသမီးလဲပါတယ်လို့ဒေသခံတွေကပြောပါရယ်ဘုံကလေထဲမှာအရင်ကွဲပြီးအောက်မှာလည်းအများကြီးကွဲတာဒါကြောင့်တေဆုံးတာများကုံလာလို့ဒေသခံနောက်တအူးကပြောပါရယ်ဒီနေ့စစ်ကောင်စီဘုံကျဲတဲ့နေရာကတိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူးလို့သိရပါရယ် ဒီနေ့ညပိုင်းမှာလည်းစစ်ကောင်စီကလေကြောင်းကနေကင်းထောင်နေလို့ဒေသခံတွေတောက်လက်နေကြပါတယ်။မိုးကုံမြို့ဟာတအောင်တက် TNL က2029စစ်စင်ရေးနဲ့အတူတင်းယူထားတဲ့မြို့ဖြစ်ပါတယ်။တင်းယူထားတဲ့မြို့တွေအနက်မိုးကုံမြို့နဲ့မုံမိတ်မြို့ကိုစစ်ကောင်စီထံပြက်အပ်ဖို့တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့ဆွေးနွေးသဘောတူခဲ့တာပါ။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်